အိန္ဒိယနိုင်ငံကဂုဏ်ယူစွာနဲ့ပြသခဲ့တဲ့သူတို့ရဲ့နိုင်ငံထုတ် HALT Jazz တိုက်လေရင်ဟာဒီကနေ့နိုဝင်ဘာလ22ရက်နေ့လည်2နာရီကျော်အချိန်မှာလေကြောင်းပြပွဲအတွင်ပြန်တမ်းပြသနေစဉ်မှာပဲလေရင်ဟာထိန်းချုပ်မှုလွတ်သွားပြီးလေရင်ကွင်းထဲကိုထိုးဆိုင်ကြကာပောက်ကွဲသွားခဲ့တာဖြစ်ပါတယ်။အခုလေရင်မတော်တဆဖြစ်ရက်အတွင်လေရင်မှုတည်ဆုံးခဲ့တဲ့အတွက်မိသားစုနဲ့ထပ်တူဝမ်းနဲ့ကြေကွဲရပါတယ်လို့အိန္ဒိယလေတပ်ကတရားဝင်ထုတ်ပြန်ခဲ့ပြီးဒီဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးဖို့အတွက်စစ်စင်ရေးခုံရုံးတစ်ခုဖွဲ့စည်းလိုက်ပြီးဖြစ်တယ်လို့ဆိုပါတယ်။ လူပိုင်းလေချောင်းပြပွဲဆိုတာကရိုးရိုးလေချောင်းပြပွဲတခုတော့မဟုတ်ပါဘူးဒါဟာကမ္ဘာထိပ်တန်းစစ်ဘက်နဲ့အရက်ဘက်လေချောင်းကုမ္ပဏီတွေကသူတို့ရဲ့နောက်ဆုံးပေါ်နှီးပညာတွေကိုပြသပြီးဘီလီယံနဲ့ချီတဲ့စီးပွားရေးသဘောတူညီချက်တွေလက်မှတ်ရေးထိုးကြတဲ့ကမ္ဘာအကြီးဆုံးဈေးကွက်ကြီးတခုပါဒီနှစ်ပွဲမှာတော့ Emirates လေချောင်းလိုင်းတခုတည်းကဒေါ်လာ24ဘီလီယံတန်ဖိုးရှိလေယာဉ်150ကိုမှာယူခဲ့ပါတယ်အဲ့ဒီလိုကမ္ဘာအလယ်မှာအိန္ဒိယနိုင်ငံဟာ တို့ရဲ့ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့နဲ့တောင်အာရှဒေသအတွင်းစစ်ရေးဟန်ချက်ကိုထိန်းချုပ်ဖို့အတွက်ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ DJ style ရင်းကိုဂုံယူစွာနဲ့ပြသခဲ့တာပါဒါဟာအိန္ဒိယရဲ့ Make in India မူဝါဒရဲ့အဓိကပြည့်ရုပ်တစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီမတော်တဆမှုဟာအိန္ဒိယနိုင်ငံအတွက်တော့ကမ္ဘာထိပ်တန်းကာကွယ်ရေးပစ္စည်းတင်ဖို့သူတို့ဖြစ်လာဖို့ရည်မှန်းထားတဲ့အိန္ဒိယရဲ့ Make in India အိမ်မက်အတွက်တော့ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ ကမ္ဘာနိုင်ငံတွေရဲ့ရှင်းမောက်မှာဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရဆိုးကြောင့် Teachers Strike ရဲ့ယုံကြည်စိတ်ချရမှုအပေါ်ကြီးမားတဲ့မေးခွန်းထုတ်မှုတွေထွက်ပေါ်လာခဲ့ပါတယ်